1 Piece ရဲ့အကောင်းဆုံးတိုက်ပွဲ Grab ရဲ့ငကားငွေတန်းထိတက်ရောက်မဲ့လက်သည်တကယ်တော့လွန်ခဲ့တဲ့နိုင်အနေငယ်လောက်ကတည်းကယောဂါဆာရဖိန်တွေကိုလှည့်ဝတ်စူးစီးထားခဲ့တာဖြစ်ပါတယ် World Government ဟာ Vega Plan နဲ့သူမကိုဖျက်ဆီးခြင်းနေကြောင်းနဲ့ဒီကိစ္စဟာသူမကိုဒေါသထွက်စေခဲ့တာကြောင့်အခုကိစ္စမှာသူမကိုကူညီပေးစေလို့ကြောင်းပြောထားခဲ့ပါတယ်။ သူမကတခွဲကန်ကာကွယ်စနစ်ကိုအလုံးပိတ်လိုက်ပြီးဒီနေရာကသူတွေအလုံးကိုတတ်ဖြတ်ဖို့ဆာရဖိန်ကိုအမိန်ပေးလိုက်တယ်လို့သူမကိုတစ္ဆာဖောက်လို့မရိစားမိနိုင်စေဖို့အတွက်အရင်ဆုံးသူမကိုကြောက်ရွံ့ပြောင်းလဲပေးဖို့ Snake ကိုတာဝန်ပေးလိုက်ပါတယ်တချိန်တည်းမှာပဲသူမဟာဆာရဖိန်နေလောက်ကရမှာကိုအစီအစဉ်ချပေးထားပြီးခမာရုကတော့ဗဂါဖန်ကိုကူညီဖို့ Pacific တွေကိုအမိန်ပေးလိုက်ပါတယ်။ကျွန်းကနေထိုင်သူတွေကတော့ကြောက်လန့်တကြားထွက်ပြေးနေကြပြီး Kit အဖွဲ့ကတော့သူတို့ဟာဒီတစ်ချိန်မှာ Shark ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်အတော်လေးစိတ်လှုပ်ရှားနေခဲ့ပါတယ်။ တို့ဟာနောက်ထပ်အင်ပါရာတရားကိုအနိုင်ယူနိုင်တော့မယ်လို့ထင်နေကြကြောင်းအရန်ပဲပျော်ရွှင်နေကြပြီးရုတ်တရက်ရှန်ရဲ့အဖွဲသားကပေါ်လာရင်ခစ်ထာဘယ်တော့မှသူတို့ရဲ့ကပ္တိန်ကိုအနိုင်ယူဖို့အခွင့်အရေးလာမှာမရှိဘူးလို့ပြောလိုက်ပါတယ်။ခစ်ကလေးဒီစကားကြောင့်ဒေါသထွက်သွားပြီးတကယ်တော့ရှန်ဟာပင်လယ်ဓားမြတွေအားလုံးနဲ့မဟာမိတ်ဖြစ်နေတယ်လို့သူတို့ဟာခစ်ကိုကမ်းပေါ်ရောက်မလာအောင် တားဆီးနေကြပြီဖြစ်ပါတယ်။ခေလာလေသူတို့ဟာကဘာဘောကနမဲအကြီးဆုံးပင်လယ်ဓားမြတွေမှန်တီးလိုက်ရပြီဒါနဲ့ပဲသူလဲခစ်ကိုရန်သူကိုအထင်မသေးဖို့ပြော့ပြလိုက်ရပါတယ် အဲ့ဒီအချိန်မှာပဲရှန့်က kick နဲ့တွေးဆုံမှုပြင်ဆင်နေပြီးသူကတခြားသူတွေက kick ကို တားဆီးနေတာကြောင့်သူလည်းအခြားသူတွေကိုနောက်ဆုတ်ကြဖို့ပြောလိုက်ပါတယ်။ရှန့်ကဘသူကိုမှမနာကျင်စေခြင်းပေမဲ့အဖွဲသားတွေကတော့သူတို့ဟာဘသူကိုမှ captain ကိုထိခွင့်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ရုတ်တရက်တခြားသောသူတယောက်ကပြေးဝင်လာရင်ရှန့်ကိုတိုက်ခိုက်ပြန်ပြီးဒိုရီနဲ့ဘွိုင်ကတော့ဒါကိုမြင်လိုက်ရတာကြောင့်အတော်လေးကျဉ်းနက်ခဲ့ကြပါတယ်။ အခုချိန်မှာတော့အားလုံးကရှန်နဲ့လိုက်ပါလို့ပြီမယ်ရှန်ကတော့တယောက်တည်းသွားမှဖြစ်တာကြောင့်သူတို့ကိုညင်းပယ်လိုက်ပြီးရှန်ကလည်းတင်းမော်ပေါ်စပြီးတက်လိုက်ပါတယ်သူလည်းအားလုံးကို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 ဂယူးဆိုင်ကြဖို့မှာကြားလိုက်ပြီးအဲ့ဒီအချိန်မှာပဲလက်ကီးကသူလည်းခစ်ကိုအနိုင်ယူဖို့အတွက်ရှန်ကိုဝင်ရောက်ကူညီပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ရှန်ကတော့ခစ်ကစူဂျင်းငွေ၃တန်းထုတ်ခံထားကြောင်းနဲ့ခစ်ကိုရှော့တွက်လို့မရကြောင်းသတိပေးလိုက်ပြီးမုတ်စိတ်နဲ့ရဲ့နောက်ဆုံးသတင်းကိုမေးမြန်းလိုက်ပါတယ်သူဟာဝါနိုးတိုက်ပွဲမှာမုတ်စိတ်နဲ့ပေါ်လာလိမ့်မယ်လို့ယူဆထားပြီးခစ်ကတော့သူ့ရဲ့ Diva Fruit ဆွမ်းအားကိုအသုံးပြုရင်တက်ထုတွေအလုံးကိုသူ့စီဆောက်ယူလိုက်ပြီးအေယာမှာအမြောက်ကြီးတစ်လက်ဖန်တီးလိုက်ပါတယ်။ရှန်ငယ်မဟာမိတ်တွေလည်းသူတို့ရဲ့တင်းမော်တွေဟာ Kicks ကိုဆွဲယူခံရတာကြောင့်အံ့ဩသွားခဲ့ရပြီး Kick ကလည်းသူတို့ကိုပြစ်ခတ်ဖို့ပြင်ဆင်လိုက်ပါတယ်။ရှန်ငယ်သူ့ရဲ့အစွမ်းနဲ့အနာဂတ်ကိုကြီးမိလိုက်ပြီး Kick ကပြင်းထန်လာတဲ့လေစာရောင်ကြီးနဲ့ပြစ်ခတ်လာတာကြောင့်မဟာမိတ်တင်းမော်တွေပျက်စီးကုန်တာတွေ့လိုက်ရပါတယ်။ရှန်ငယ်အလုံးအန်ရရရှိနေပြီဆိုတာသိလိုက်ရတာကြောင့်စိုးရိမ်သွားပြီးသူ့ရဲ့တင်းမော့ကိုခစ်ခဲ့နေရစီရွက်လွန်လာပါတယ် ခေတ်ကတော့အားပြင်းတဲ့လေဆာရောင်ကြီးပစ်ဖို့ပြင်ဆင်နေပြီးရုတ်တရက်ရှန်ငစ်စွိုင်းအချို့ကိုခန်းစားမိလိုက်ပါတယ်။အဲဒီနောက်မှာတော့ရှန်ကလည်းခေတ်ကိုစတင်တိုက်ခတ်ခဲ့ပြီးခေတ်ရဲ့အေယာမှာအမြောက်ကြီးလည်းပျက်စီးသွားတယ်လို့ခေလာလည်းခေတ်ကိုကူညီပေးခဲ့ပြီးမြခေတ်ကတော့ရှန်ငစ်ရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာအပြင်းထန်ရသွားခဲ့ပါတယ်။ခေတ်ကလည်းရှန်ကိုမြင်တွေ့ပြီးတဲ့နောက်ခေလာကိုသူပြောခဲ့တဲ့စကားကိုပြန်လည်သတိရသွားပြီးခိုင်ဒိုနဲ့ရှန်ကတို့ဟာခေတ်ကုံသွားပြီးလို့ယုံကြည်နေတာကြောင့်သူဟာပင်လယ်ဓားမြပင်ဖြစ်လာလိမ့်မယ်လို့ခေတ်ကယုံကြည်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေသူဟာရှန့်ကိုအနာယူဖို့ဆုံးဖြတ်ထားတာဖြစ်ပြီးမထင်မပဲရှန့်နဲ့ရင်ဆိုင်ရချိန်မှာတော့မရှုမလရှုံးနေရင်ခစ်ကရီမန်းချက်တွေလည်းပျောက်ွယ်သွားပြီဖြစ်ပါရည်။ခစ်ကရဲ့အဖွဲသားတွေလည်းရှန့်ကိုအတနာခံနေကြပြီး ရှန့်ရဲ့လက်ထဲကိုလည်းသူတို့ရဲ့ကူးယူထားတဲ့ parabyte တွေကိုပေးလိုက်ပါရည်။သူတို့တွေဟာ red hill ပင်လယ်ဓမြတွေရဲ့အစွမ်းကိုတီးထားတာကြောင့်ကြောက်လန့်ကုန်နေကြပြီးရှန့်လည်းတင်မော်တွေကထွက်ဖို့လုပ်နေတော့မှာပဲ။ဒိုရီနဲ့ဘွိုင်ရိုကလည်းသူတို့ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတာမြင်တွေ့လိုက်ရပါရည်။ အဲဒီနောက်မှာတော့သူတို့ရဲ့တိုက်ခိုက်မှုကြောင့် kick ရဲ့တင်းမော်လဲနှစ်ချမ်းကွဲသွားရပြီး kick လည်းပင်လေတဲ့ပြုတ်ကျသွားခဲ့ပါတော့လေဒါကြောင့် kick ရဲ့ပင်လေတဲ့မြတ်အဖွဲသားတွေလည်း yuno shan ကိုရှုံးနေသွားပြီးတစ်ချိန်တည်းမှာပဲ pro na ကတော့မုတ်စိတ်နဲ့ရဲ့ပင်လေတဲ့မြတ်အကျဉ်းတော်ကိုဖောက်ထွင်းဝင်ရောက်လာခဲ့ပါတယ်အဆောင်တွေလည်းသူမဝင်လာတဲ့ကြောင့်အံဟောသွားခဲ့ရပြီး pro na လည်းအဆောင်တွေကိုတိုက်ခိုက်ရင်တော့တွေယူသွားခဲ့ပါတယ်ခိုးဘီကတော့အကျဉ်းကနေမှလေးကျင်းမှုစူးစမ်းနေပြီး pro na လည်းခိုးဘီကိုမြင်လိုက်ရပြီးတဲ့နောက် သူကရေတက်ကပ်ပရိမာမမှီသွားတာကြောင့်သူမလည်းယခုအခါမှာအကျဉ်းသားပြန်ဖြစ်သွားတဲ့ခိုးပြီးကိုကြည်လောင်ရင်နေခဲ့ပါလေ။အဲဒီနောက်မှာတော့သူမလည်းခိုးပြီးကိုအပေးဥတစ်ခုလှုပ်လိုက်ရင်သူမဟာခိုးပြီးကိုလှုပ်ပေးလိုက်ပြီးအပြန်လန်အနေနဲ့မော်ရီယာကိုကဲတင်ရမှာ သူကပါဝင်ရကူညီပေးရမယ်လို့ဆိုပါလေ။မော်ရီယာလည်းအချင်းချခံထားရတယ်ဆိုတာကြောင့်ခိုဘီလည်းအံ့ဩသွားခဲ့ရပြီးခိုဘီလည်းရီတက်ကပ်တိန်ကပင်လယ်ဓားများတစ်ယောက်ကိုကယ်ရမယ်ဆိုတာကြောင့်အနှင်းငယ်တွေးဝေးသွားခဲ့ပါသေးတယ်။ ဲ့ဒီအချိန်မှာပဲမုတ်စိတ်နဲ့ရဲ့လက်အောက်ငယ်သားတွေလည်းခိုးပြီးလွတ်မြောက်သွားကြောင်းသတင်းရသွားပြီးသူ့ကိုဖမ်းဆီးနိုင်ဖို့ကြိုးစားလာကြပါတယ်။ Cost Guide တွေကလည်း Krobi ကိုစူချင်းငွေတန်900တတ်မှတ်ထားခဲ့တာကြောင့်ဂျေးစားတွေလည်း Krobi ကိုလိုက်လံရှာဖွေနေကြပါတယ်။ Krobi ကလည်းအခြားသောအကျဉ်းသားအများပြားကိုကယ်ဆယ်ခဲ့တာကြောင့်သူတို့ကလည်း Krobi ကိုကျေးဇူးတင်နေကြပါတယ်။ပီဇာရိုကတော့ခိုဘီကိုဥကောင်းခွန်ရုပ်ထုရဲ့မျက်လုံးတွေကနေတဆင့်စောင့်ကြည့်နေခဲ့ပြီးတကယ်တော့သူကလည်းမုတ်စိတ်နဲ့ရဲ့တက်မှုတွေကတယောက်ဖြစ်ပါတယ် အဲဒီနောက်မှာတော့ပီဇာရိုကလည်းခိုးပြီးကိုအရှင်းဖမ်းဖို့လောင်းငယ်သားတွေကိုအပိန်ပေးလိုက်ပြီးထွက်ပြေးလာသူတွေလည်းသူတို့ရဲ့အင်အားနဲ့မလွတ်မြောက်နိုင်တော့ဘူးလို့ယူဆမိတာကြောင့်စိုးရင်ပူပန်လာကြပါရဲ့ဒါပေမဲ့ခိုးပြီးကတော့အရှုံးမပေးကြဘို့သူတို့ကိုတိုက်တွန်းရင်အလုံးလွတ်မြောက်ကူညီပေးဖို့လည်းဆုံးဖြတ်လိုက်ပါရဲ့အားလုံးကလည်းသူ့ကိုကျေးဇူးတင်နေကြပြီးရှီရူကလည်းခိုးပြီးကိုစောင့်ကြည့်နေဘာကြောင့်ပီဇာရိုကသူ့ဘာသာသူမဖမ်းဆီးတယ်လဲဆိုတာနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါရဲ့တကယ်တော့ဖီဇာရိုဟာရှီမာတစ်တီစားတောက်ထားတာကြောင့်သူဟာကျွန်းနဲ့ပေါင်းဆက်သွားပြီးတကယ်လို့သူသာရွေးရှားလာရင် ကျွန်းပေါ်ကအရာအများပြပျက်စီးသွားလိမ့်မယ်လို့ဆိုပါရယ်ရုတ်တရက် Vasco ရောက်လာပြီးသူကလည်းဂါဘူးတစ်တီကိုစားတောက်ထားတာကြောင့်အရသမားဖြစ်နေပြီးသူဟာတမျိုးလုံးကိုမီးလောင်သွားစေနိုင်တာကြောင့် Pizarro ကလည်းသူ့ကိုဝင်းမပါဖို့တတိပေးထားပါရယ်ဒါပေမဲ့ Vasco ကတော့စကားနားမထောင်ပဲ Kobe ကိုလိုက်လံဖမ်းဆီးဖို့ဆုံးဖြတ်ခဲ့ပြီး Wolf ကတော့ Hawk တစ်တီစားတာကြောင့်အေးအမလူသားကြီးတူဖြစ်နေခဲ့ပါရယ် ကိုဘီလည်းပြင်းလွှိုင်းသူတို့ကိုဖမ်းဆီးဖို့ထွက်လာတဲ့အမျိုးသမီးတအူးနဲ့ဆုံတွေ့ခဲ့ပြီးထွက်ပြေးလာသူအလုံးကျွန်းမော်ကလွမြောက်ချိန်ရရှိစေဖို့အတွက်ကိုဘီကလည်းဖမ်းဆီးသူတွေကိုတတ်နိုင်သမျှမြားခေါ်ရင်အချိန်ဆွဲထားပါဗျ။မုတ်စိတ်နဲ့ဟာဒီကျွန်းကို Black Brad Kingdom ဆိုတဲ့နိုင်ငံတစ်ခုပြောင်းလဲနေတာဖြစ်ပြီး World Government နဲ့ညှိနှိုင်းဖို့ Kobe ရဲ့အသက်နဲ့အပေးယူလုံမှာပဲဖြစ်ပါတယ်။ Kobe လည်းသူဟာ Source အဖွဲ့ဝင်ဖြစ်ကြောင်းပြောလာတာကြောင့် Lee G လည်းဒီစကားအရ Kobe ဟာရေတက်စီကံချိုးပေါက်ထားသူဖြစ်ပြီးရေတက်အတွက်လည်းအလုလုတော့မှာမဟုတ်သလို ရေးတန်းတဲ့ World Government ကလည်းသူ့ကိုဂယူဆိုင်တော့မှမဟုတ်တဲ့အတွက်ညှိနှိုင်းမှုမဖြစ်နိုင်တဲ့အကြောင်းဆိုလာပါတယ်။မုတ်စိတ်နဲ့ကတော့ Kobe ဟာ Swarf အဖွဲ့ဝင်ဖြစ်နေပြီမဲ့သူဟာ Hero ဖြစ်နေသေးတာကြောင့် World Government ကသူ့ကိုလူလူရှုမှမဟုတ်ဘူးလို့ယုံကြည်ထားပြီးသူ့ရဲ့အစီအစဉ်ကိုလည်းမပြောင်းလဲခဲ့ပါဘူး။တဖက်မှာတော့ကိုဘီဟာလိုက်လံဖန်းစီခံနေရပြီးရုတ်တရက်ရေတက်ကတိုက်ခိုက်လာတန်းကိုချလိုက်ရပါတယ်။တကယ်တော့ရေတက်တတသုံးဦးဟာဒီနေရာကိုရောက်လာတိုက်ခိုက်နေတာဖြစ်ပြီးသူတို့ကိုကြီးစန်းနေလဲတိုက်ခိုက်လို့မရတာကြောင့်ပင်လယ်ဓားတွေလည်းအံအံတင်နေကြရပါတယ်။ အဲ့ဒီအချိန်မှာပဲအိမ်တွေကိုအိမ်မွေးတိရစ္ဆာန်လိုမျိုးစေခိုင်းနေတယ်ကုကြကူးဆိုတဲ့အမျိုးသမီးတို့ရောက်လာပြီးအခုအချိန်မှာတော့ခိုဘီဟာပင်လယ်ဓားများတွေအဝိုင်းခံရပြီဖြစ်ပါတယ်ဂျုံအဖြစ်မှာတော့ gram နဲ့သူ့ရဲ့ရေတပ်အဖွဲ့ကခိုဘီကိုကယ်တင်းဖို့ရောက်လာပြီးခိုဘီလည်းခြေရီလက်တွေတုံအောင်ခံထားတာကြောင့်ပင်လယ်ဓားများတွေကိုတိုက်ခတ်ပြီးထွက်ပြေးလို့မရဖို့အခက်တွေ့နေရပါတယ်ပင်လယ်ဓားများတွေလည်းခိုဘီကိုပြစ်ခတ်နေကြပြီမဲ့ကြီးစံတွေကပန်းတွေအဖြစ်ပြောင်းလဲသွားကြပြီသူတို့လည်းဒါဟာ Verger Prank ကိုနိုဘယ်ငြိမ်းချမ်းရေးဆုရရှိစေခဲ့တဲ့စံတမှုနဲ့စင်တူနေကြောင်းသိလိုက်ရပါတယ် တကယ်တော့ Kobe ရဲ့အဖွဲ့သားတွေကသူ့ကိုကယ်တင်ပေးဖို့ရောက်လာတာဖြစ်ပြီး Kobe လည်း Harbury ကိုမြင်တွေ့သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲရှေတက်ဘူချုပ် Prince ကလည်းအရာအလုံးကိုစောင့်ကြည့်နေရကြောင်း Kobe တယောက်ဘေးကင်းသွားပြီဆိုတာနားလည်သွားပြီ။ဒါကြောင့်သူ့ရဲ့ mission လည်းအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။သူအားရွှင်စည်းလူသားဖြစ်တာကြောင့်ရွှင်စည်းအားလုံးကိုဖန်တီးထိန်ချုပ်နိုင်ပြီးရွှင်စည်းရုပ်သေး၃ရုပ်ဟာပင်လယ်ဓားများတွေနဲ့ရင်ဆိုင်နေကြပြီဖြစ်တယ်လို့သူတို့ကိုဖျက်ဆီးလို့မရတာကြောင့်ပင်လယ်ဓားများတွေလည်းအခက်တွေ့နေရပါတယ်။ ကူဂျာကူကလည်းအိမ်လေးကိုရွှေရင်ပင်းလိုက်တဲ့မြတွေကိုဝိုင်းပိတ်ထားလိုက်ပြီး Prince ကလည်းအားလုံးအဆင်းသင့်ဖြစ်နေတဲ့အကြောင်း Grab ကိုအကြောင်းကြားလိုက်ပါတယ်။ Grab ကလည်းချက်ချင်းပဲသူ့ရဲ့တင်းမော်ကိုကျွန်းစီပြန်စေလိုက်ပြီး Kobe လည်းအားလုံးကသူ့ကိုကဲဖို့ရောက်လာတာသိရတာကြောင့် Harbury ကိုကျေးဇူးတင်သွားတယ်လို့အတော်လေးလည်းဝမ်းသာသွားခဲ့ပါတယ်။ပင်လယ်ဓမြတွေကတော့ Grab ရဲ့သင်္ဘောပြန်ကြီးကိုမြင်ရတာကြောင့်ကြောက်လန့်တုံ့လောက်ကုန်ကြပြီးဘာကြောင့်ရေတက်သင်္ဘောကြီးပြန်နေတယ်လဲဆိုတာနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။သင်္ဘောပေါ်မှာရပ်နေတဲ့ရေတက် Hero Grab ကိုမြင်လိုက်ရချိန်မှာတော့ သူတို့လည်းပိုးလို့တောင်ကြောက်လန့်ကုန်ပြီးခိုးပြီးလဲသွေးပြတ်နေတဲ့ပင်လယ်ဓားများတွေကိုကြည်ရင်အံ့ဩနေကြပါတယ်။အဲဒီနောက်မှာတော့ Gray ရဲ့တိုက်ခိုက်မှုလည်းစတင်လာခဲ့ပြီးကျွန်းပေါ်မှာလည်းအေယာမပောက်ကွဲမှုတွေတခု ဖြစ်သွားခဲ့ပါတယ်။တစ်မျိုးလုံးပျက်စီးသွားသလိုခိုးပြီးနဲ့ဓားများတွေလည်းလွင်ဆင်ထွက်သွားကုန်ပြီး Prince ကလည်းပြုတ်ကျလာတဲ့တင်မော်ကိုဝင်ရောက်ထိမ့်သိမ့်ပေးလိုက်ပါတယ်။ အခုအချိန်မှာတော့ကျွန်းမော့ကပင်လယ်ဓမြတွေအားလုံးကို Grab ကအနိုင်ယူသွားတာကြောင့်ခိုးပြီးနေ Harbury တို့လည်းအန်အသင့်ခဲ့ရပြီးပင်လယ်ဓမြတွေကတော့အရှုံးကိုလက်မခံနိုင်သေးပဲပြန်လဲတိုက်ခိုက်ကျင်းကြပြီးမယ်ရှေးတက်ကသူတို့ကိုဝိုင်းထားမှန်းသိရတာကြောင့်ဘာမှမတတ်နိုင်ပဲလက်နက်ချလိုက်ရပါတော့တယ်။အဲဒီအချိန်မှာပဲ Grab ကခိုးပြီးကိုတွေ့ရတာကြောင့်ခိုးပြီးအသက်ရှင်နေသေးမှန်းသိရသွားပြီးအားလုံးလည်းစိတ်သက်သာရသွားခဲ့ပါတယ်။ helpo ကတော့ငိုယိုနေပြီး grab က kobe ကိုရှေးတက်ရဲ့အနာဂတ်လို့ခေါ်ခဲ့တာကြောင့် prince ကတော့အနေရခတ်နေပါတယ် အလုံးကလည်းခိုးပြီးကိုအိမ်ပြန်ခေါ်လာနိုင်ခဲ့တာကြောင့်ဝမ်းသာအားရပျော်ရွှင်နေကြပြီးအလုံးကသူ့ကိုလာရောက်ကယ်တင်ပေးခဲ့တာကြောင့်ခိုးပြီးလည်းဝမ်းသာသွားခဲ့ပါတယ်။ဟာဘာရီလည်းခိုးပြီးကိုခတ်ထားတဲ့တန်ကြိုးတွေကိုဖျက်မရကြောင်းပြောနေတော့မှပဲရုတ်တရက်ဟာဘာရီကခဲသွားတာကြောင့်ခိုးပြီးရောဂရပ်ပါအန်အန်တင်သွားခဲ့ရပါတယ်။ဘယ်လယ်ဓမြတွေကလည်း OKG ကိုကပတိန်းလို့ခေါ်နေကြပြီးဂရပ်လည်း OKG ကသူ့ရဲ့စွမ်းအားကိုအလွယ်တကူဖယ်ရှားပေးပါမှာမဟုတ်မှန်းသိလိုက်ပါတယ်။ တကယ်တော့လွန်ခဲ့တဲ့နှစ်နှစ်တုန်းက AKNU နဲ့ AKG တို့ဟာရေတပ်ဗိုလ်ချုပ်ကြီးနေရာအတွက်ရှင်းပြိုင်တိုက်ခိုက်ကြပြီးတဲ့နောက် AKG ကရှုံးနေခဲ့ပြီးရေတပ်ကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူဟာမုတ်စိတ်နဲ့ရဲ့ပင်လယ်ထဲရောက်လာရင်တမျိုးလုံးကိုရောမုတ်စိတ်နဲ့ရဲ့လက်အောင်ငယ်သားတွေကိုရောအေးခဲပစ်ခဲ့တာပါ။ဒီအချိန်မုတ်စိတ်နဲ့လည်းသူ့ကိုတိုက်ခိုက်ဖို့ရုပ်လာပြီးသူကလည်းတေမင်အသီး Devil Fruit အစွမ်းကိုမတုံးဖို့နဲ့မဟုတ်ရင်တော့မုတ်စိတ်နဲ့ရဲ့လက်အုပ်ငယ်သားတွေကိုချေမွှားပစ်မယ်လို့သတိပေးလိုက်ပြီးအဲ့ဒီအပိုင်းလေးကဒီနေရာမှာအဆုံးသတ်သွားခဲ့ပါရခင်ဗျာ။